အဲလီလီကတော့ချက်ကျွေးပါတယ်ချက်ကျွေးရဆိုတော့ကိုကတော့ကိုလုတ်တက်တဲ့ဟာပေါ့နော်အဲအဲ့လိုမျိုးလေးလီချက်ကျွေးဖြစ်ပါတယ်အဲအရန်မို့ရှင်တကယ်တော့ तू ကအမြင်ရလီလီကိုခွင့်ချွေရ तू ultimate စားတော့မယ်ဆိုတော့လီလီကိုအမြင်ခွင့်ချွေဆိုတော့အာကောင်းပါလေ အာဒီကားလေးကိုမပွင့်စပြီလာပြောတဲ့အချိန်မှာအញ្ញံကိုရှင်ခုန်ခဲ့တယ်။ဘောင်းဆိုတော့ဆိုင်လေးဖတ်ကြည့်တဲ့အချိန်မှာဒီနှစ်ကိုယ်ခွဲကအာဒီအမျိုးသားတအူးလေးကိုပဲအာ ခဏပြောတွေ့ဆုံမှုလေးရှိနေရပါဘောเนาะဆိုတော့အာလီလီတော်တော်လေးကိုပြင်ဆင်ခဲ့ရပါတယ်အထိကပထမတစ်ချက်ကတော့ဒါအဝတ်စားပြင်ဆင်မှုလေးတွေလီတို့အာပြင်ဆင်နေအာပြီးတော့ဒီထဲမှာရှိတဲ့အာ character နှစ်ခုရဲ့များနဲ့ပလဲရဲ့အာအပြောအဆိုအပြုအမူလေးတွေပေါ့เนาะအားလေးတွေပြင်ဆင်ဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်မဟုတ်ဘူးတရားထဲနဲ့လဲနှစ်ခုပါတယ် ီနေ့ကတကူဖြစ်ပြီးနောက်နေ့မှတော့တကူလည်းဖြစ်တယ်ဆိုတော့ဟုတ်ဟုတ်အဲစိတ်ကိုဆိုရင်တော့အဓိကတော့လီလိုဇက်ပေါ်ပဲအရင်အခြေခံရတာပေါ့ဆိုတော့ဒီဇက်ပေါ်မှာလီလိုအချိန်လေးတစ်ချာပေးပြီးတော့အဲလီလိုအချိန်တစ်ချာယူတယ်ဖတ်တယ်မပွင့်ရလဲဒါကိုတို့ခွင့်ပြုတယ်အဲဆိုတော့လီလိုဇက်ကလေးတစ်ချာဖတ်ဖတ်ပြီးတော့မှဒီ character ကအဲဘယ်လိုမျိုးလေးဖြစ်မလဲနောက်တစ်ခုကလီလီဒီမှာဆိုရင်လည်းအမြတီအရန်အယူရှင်းနေအရန်အေးတယ်ဆိုတော့လီလီသူ့ကိုနည်းနည်းလေးလေးယူလေးတင်ရအစားနည်းနည်းလေးသူ့ကိုလေးပေးထားတယ်အာ ပလဲရကြတော့သူကလိုချင်တတ်မှတ်မှုရှိတယ်ဆိုတော့သူ့ကိုနည်းနည်းလေးအာပုံမှန်ပြောရတယ်နည်းနည်းလေးအဲခက်မြန်မြန်လေးပေါ့အဲအဲ့လိုမျိုးလေးနဲ့သူတို့နှစ်ယောက်ရဲ့စကားအပြောဆိုအမူအရာလေးကိုအဲချိန်ချင်းချက်လုပ်တယ်အဲပြီးတော့သူတို့ရဲ့စိတ်ခံစားချက်ပေါ့ဆိုတော့လီလီကတော့ script စာအုပ်ကြီးထဲမှာတခါတည်းဒါမြဆိုရင်မြရဲ့ character ရဲ့အဲစိတ်ခံစားမှုဟာတစ် frame လုံးလီရေးထားတယ်။မြအကိုရိုက်တော့မယ်ဆိုရင်မြရဲ့တစ် frame လုံးဟာကိုပြန်ကြည့်တယ်။အဲ့ဒါကိုပြန်မှုတွင်တယ်။တွင်ပြီးတော့မှလေးလေးအဲ့ဒီ character လေးကိုလုပ်တယ်ပေါ့။ဟုတ်ကဲ့ဟုတ် ပလဲပေါ့ပလဲလေးပလဲလေးပေါ့အဲပလဲကဟုတ်တယ်ပလဲကပို့ပြီးတော့အဲဖြစ်မယ်ဟုတ်ကဲ့ဟုတ်ဟုတ်ဒီမှာတော့ချက်ကိုမကြိုးစားအောင်မလားကိုယ်ကလားချက်တာမလားဒါပေါ့ဖျောက်ပိုက်လည်းမသိဘူးအဲပလဲကိုနော်ဆိုတော့သူတော့အမြဲတမ်းလေးလေးကိုစပုတ်လုံးနေရလူဆိုတော့သူအာကြိုက်တယ်ကျိန်တတ်တယ်တချို့ဟာလေးတွေသူအမရတဲ့ဟာဆိုလဲဒါဆိုရင်တော့ဘယ်လိုလေးလုပ်ရင်တော့ပိုကောင်းမြဲဆိုတော့ ာမျိုးလေးနဲ့ပေါ့အဓိကလီလီလည်း perfect မဖြစ်သေးပါဘူးလီလီစူးစမ်းစေလီလီမှာကားရည်တွေလေးနည်းသေးတယ်ဆိုတော့တကားတကားမှလီလီတို့အဲကိုကိုအားမရလိုက်တဲ့အစင်းလေးတွေပါတယ်အဲတကားတကားမှအရန်ကျိန်နေရတဲ့အစင်းလေးတွေပါတယ်ဆိုတော့အဲ့လိုမျိုးလေးတွေပါပဲအဲ romance လေးလည်းတော်တော်လေးပါပါတယ်ပါတယ်အဲအဓိကတော့လီလီကတော့ခဏ player character အရာဆိုရင်တော့ အဒီမှာအမြကသူကဟိုဆုံးသွားတယ်ပေါ့နော်အဲဆုံးသွားပြီးတော့မှဇန်ရဲတယောက်တည်းဖြစ်နေတဲ့အချိန်မှာအပလဲနဲ့ပြန်ပြီးဖြစ်တာဆိုတော့ပလဲနဲ့တော့သူဆောင်းခိုက်ရမှာတော့အဲကြည့်တဲ့သူကဆောင်းခိုက်ရမှာမဟုတ်ဘူးအပလဲရဲ့လူကျင်တတ်မှတ်မှုလေးရှိမယ်အအက်နက်ဆိုရင်တော့ little လေးတော့ဖြစ်လိမ့်မယ်ထင်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒီမှာပလဲလေးကတပတ်သက်နော်ဟုတ်တယ်တစ်ဖက်သက်တော်တော်ကိုတစ်ဖက်သက်ပါအမရယ်စကားညာလေးဖြစ်မနေတယ်နော်အဲပြောမယ်ဆိုရင် ဟောပါဗောနော်ဘယ်လိုခေါ်မလဲအမွာဆိုရုပ်ကဆင်းနေအပြင်ဆင်းလဲဒါပလဲကဒီမြမပြည်ပြန်ရောက်ချင်းမှာပဲဒါကိုဆန်ရဲ့ရုံခန်းကိုသွားတဲ့အချိန်မှာကို့အမရဲ့အဝတ်စားနေပဲကို့အမလိုပဲပြင်ဆင်ပြီးတော့အဲသွားခဲ့တယ်ဒါပေမဲ့ဘာမျိုးမိုးနဲ့သူကြိုက်ဘူးဗောဆိုတော့ဘာကိုပြန်ရောက်သွားလဲဆိုတော့ဒီရွာကို သူ့ရဲ့အရင် character အတိုင်းပဲ play character အတိုင်းပဲဖြစ်သွားတယ်ခေပုံစံလေးပဲပေါ့ဟုတ်ကဲ့အဓိကတော့ခဏပြောသွားသလိုပဲအဲ Zack ကတော့အဓိက main ပြီးတော့ writer ရဲ့ရိုက်ချက်ပေါ့လေပြီးတော့မှ Lido ရဲ့ဒါတရုပ်ဆောင်မှုပေါ့ဆိုတော့ဒီ၃ခုမှာ Lido တခြားလေးတော့အဲစူးစမ်းထားတယ်အဲခဏပြောလို့ပဲပိုင်းဆိုလဲဒီမှာ तू ကအသက်အရန်ကြီးနေတဲ့အမျိုးသားတယောက်မဟုတ်ဘူး तू ဒီဒီ business တွေအများကြီးဥဆောင်ထားလို့ဒါအဲ तू ရင့်ကျက်အောင်အဲ तू ကအဲ့လိုမျိုးနေရတဲ့အမျိုးသားတယောက်နေနေ ်သူကရှိနေမယ်အာလီလီဆိုလည်းအမြသည်ဒါခဏသူမျိုးသားပေါ်မှာသူချစ်မယ်ပလဲသည်ဒီအဲကိုအမရဲ့ချစ်သူကိုတော့မတွေ့ခင်ကလေးကသူအမရဲ့ချစ်သူလို့မသိခင်ကလေးကသူကဒီဒီအမျိုးသားလေးကိုသူကြိုက်ခဲ့တာဒါသူ့ရဲ့ first love လိုမျိုးသူကဖြစ်ခဲ့တာဆိုတော့ဒုတိယအချိန်သူဒီအရာကိုပြန်ပြီးတော့အဲချစ်ခွင့်ပြန်ရမယ်ဆိုတဲ့အချိန်မှာသူပြန်ကြိုးစားတဲ့ character လေးနဲ့ပေါ့ဆိုတော့အဲအကုန်လုံးကတော့ အဲဒီစက်ကလေးကဟိုလိုကြီးလောင်နေရမှာတော့မဟုတ်ဘူးလီလီလဲဟိုလိုကြီးအတင်းအကျပ်လိုက်ပြီးတော့ရုံမာနေမဲ့ပုံစံမျိုးမဟုတ်ဘူးဒီအချက်ကိုကိုလိုချင်တယ်ဒီအမျိုးသားလေးရှိမဲ့နေရဒီအမျိုးသားအတွက်ဆိုတဲ့ဟာမျိုးလေးနဲ့အဲအဲ့လိုအေးအေးလေးပဲလီတို့ဒီစက်ကလေးကလေအဲ့လိုလောင်လောင်ကြီးလဲမဟုတ်နေပန်းနဲ့အမ်လူငယ်အချက်ဇလန်းလေးကိုသုံးပွင့်ဆိုင်ပေါ့အဲအဲ့လိုမျိုးလေးနဲ့အဲမပွင့်ရတော့ဇိုက်ကူထားတယ်ပေါ့ အများကြီးပါပဲအမြဆိုရင်ဒီအဒီဇန်ရဲကိုပြန်ပြီးတော့အဒီဒီသူ့ကိုထမင်းချက်ကျွေးတဲ့စင်းလေးရှိတယ်အလိုက်အဲ့စင်းလေးကတကယ်လေအမျိုးသားတွေကဒါမျိုးမျိုးသမီးလေးကိုပို့လို့ခြင်းပဲထင်တယ်ဆိုတော့အဲ့မှာတော့အဲ့လိုကွယ်အမျိုးသမီးတခြားလေးအဲ့လိုစံထားပြီးတော့အမ်တိရစံတာပါပဲပြိတ္တကများနဲ့ဘလဲနဲ့ဘသူ့ကိုပို့ခြင်းမထင်လဲ ကိုကိုရံပင်သက်နေရချိမိလိုက်တယ်လီလီချင်တာတော့မြလို့ထင်နေညာဟိုကလီလီပြီးတော့ခဏကလေလီအာလီလီဖိတ်ထားတယ်အဲ့တဲလေးရာအစာလီလီကိုသာပြောတယ်အဲသူတို့မြကိုကြိုက်တယ်မြရဲ့ကာရိုက်တာလေးလာလိုက်တာအဲသူတို့ဒီပြောဆိုလုပ်တဲ့ပြီးတော့လီလီအဲ့မှာဆိုလဲဒီမဝတ်စုံလေးတခြားလေးလီလီပြင်ဆင်ပြီးတော့မှအယောင်လေးရအစားတော့တခြားပြင်ဆင်ပြီးလေးလေးလောက်ထားခဲ့တာဆိုတော့အဲ့ဒါလေးကိုတော့ကြိုက်တယ်ကြိုက်ကြတယ်ပေါ့နော်ဒါပေမဲ့ကိုကတော့ကိုဖန်တီးထားတာဆိုတော့ character ဒီနှစ်ခုလုံးကို ကိုရောကြိုက်တယ်။ဒါရရအောင်တစ်ခါတလေများလို့နေပေးပါလို့တောင်းဆိုသေးလား။အဲ့တော့ဒီမှာပဲမေးကြည့်ရမယ်တဲ့။များလို့ကချက်ကျွေးခြင်းလေးလား။အေးပါ။များလို့သူ့ချက်ကျွေးခိုင်းတာလေးလေ။အဲ့ဆိုအိမ်မှာဆိုသူကမရဘူး။အဲ့အဲ့လိုဖြစ်သွားတာပေါ့။အဲလီလီကတော့ချက်ကျွေးပါတယ်။ချက်ကျွေးရဆိုကိုကတော့ကိုလုတ်တက်တဲ့ဟာပေါ့နော်။အဲအဲ့လိုမျိုးလေးလီချက်ကျွေးဖြစ်ပါတယ်။အေးအရန်မို့ရှင်။တကယ်တော့ तू ကအမြင်အရလီလီကိုခွင့်ချွေရ။ သူ ultimate စားတော့မယ်ဆိုလေလေးကိုအမြင်ခွင့်ချင်ဆိုတော့အာအေးပေါ့အဲ့လိုဖြစ်သွားရယ်နော်အအဓိကတော့ဟိုကတော့အမြရဲ့ character မှာတော့ခဏဇန်ရဲကပိုင်ရကသူကခွန့်ချွေခိုင်းတာအမြကတော့သူလေးစားနေတယ်စားနေရအောင်ဇန်ရဲကနေပြီးတော့အကြည့်ပြီးကြည်နူပြီးတော့ခွန့်ချွေရုံလေးဆိုတော့အ ကြီးနိုးပြီးအမျိုးသမီးကနေကိုယ့်ရဲ့အမျိုးသားလေးကိုခွင့်ကြွေးလိုက်တာပေါ့အဲ့တဘုံမျိုးလေးပေါ့ဟုတ်တယ်အဘလို့လဲအဘလို့လဲဘယ်လိုဆောင်တာလဲရမ်းပြပြနေလို့လေဟုတ်လားအော်ဒီလိုပါပဲအေးဒီလိုပါပဲလိုက်တယ်လိုက်ပြီးတယ်အဲ့ဒီတုန်းကဆိုရင်အာမပွင့်နေရလဲအာသူတို့တွေကအမှဘာခေါ်လဲအဲ့ဒီ ဖာကိုတွေဗာလည်းမသိဘူးအဲ့အဲ့လိုမျိုးတို့ရဲ့အဲ့ဒီအကြောင်းများလည်းတခုရှိတယ်မပွင့်ရသူတွေ့ပြီဆိုရင်အာလီလီယာဘာဖြစ်တယ်လီလီယာလေဘရာဘာဖြစ်တယ်ဘလို့ဘာညာပေါ့နော်ဆိုတော့တို့ကလည်းအဲ့လိုမျိုးလည်းရှိတယ်နောက်တစ်ခုကအရက်တောက်ဖက်တောက်ဖက်မပွင့်နဲ့နှစ်ယောက်ကဆိုတော့အာလီလီဒီအာရိုက်ကွေးလောက်တော့လေအာသူနေတိုင်းနှီးပါပါပဲအဲပေးနာမှာလိုက်ဆောက်ရှောက်ပေးတယ်ပြီးတော့လီလီကိုအာဒါလိုအပ်တာလေးလိုက်ပေးမှာဖြစ်ပါတယ် တဲ့တဲ့အတော့တော်တော်လေးချစ်တာပေါ့နော်အာလီတို့ဒါအခုတော်တော်လေးချစ်မယ်ကပြတ်တနေပါပြီ Hey Play application မှာရော Hey Play YouTube မှာရောနောက်တစ်ခုက MRT 4မှာရောလီတို့ဒါတခြားလေးအဲဒီလိုစူးစမ်းထားတဲ့ကားလေးကိုတင်းလာရနေပြီးတော့တောက်ချာနေအထိ9ရက်တတိုင်းဒါတစ်ပတ်တစ်ပတ်ကိုပြတ်တနေပါတယ်အပိုင်း16ပိုင်းရှိပါတယ်လို့ဆိုတော့အခုဒီနေ့ဆိုရင်ဒါအပိုင်းလေးပြပြီးသွားပြီဆိုတော့ ချိပေးဖို့လီလီယာလည်းဖိတ်ခေါ်ပါတယ်လီလီတို့ဒီမောင်နှမတွေအကုန်လုံးတခြားလေးစူးစမ်းထားတဲ့ကားလေးပါလို့အားပေးပါအောင်လို့ကျေးဇူးများတင်ပါတယ်ကျေးဇူးပါဟုတ်ကဲ့ပါ